2025ခုနှစ်နှစ်လယ်ပိုင်းအတွက်အတမွေးဝမ်းကြောင်းနဲ့ငွေကြေးကန်အကောင်ဆုံးရာသီခွင့်များကျေတရာတွေကတင့်ရဲ့အတမွေးဝမ်းကြောင်းနဲ့ငွေကြေးကိုလမ်းညွန်ပေးနိုင်မလားဆိုတာသင်တွေးမှုပါသလား2025ခုနှစ်အလဲပိုင်းကို မျှော်ကြည့်လိုက်တဲ့အခါတချို့ရာသီကွင်းတွေကသူတို့ရဲ့အတမွေးဝမ်းကြောင်းနဲ့ငွေကြေးရှာဖွေမှုတွေမှာထင်ရှားစွာတောက်ပလာဖို့မျှော်လင့်ရပါတယ်။ကံကောင်းတဲ့ဒီရာသီကွင်းတွေအတွက်ကကြမဟောချက်တွေကိုလေ့လာကြည့်ရအောင်။နံပါတ်1 Aries ယာတီကွင်ရဲ့ပထမဆုံးလက္ခဏာဖြစ်တဲ့မိတ္တယာတီဘွားတွေကသူတို့ရဲ့ရဲရင်ပြီးစွန့်စားလူစိတ်အတွက်လူတည်များပါတယ်။2025ခုနှစ်အလယ်ပိုင်းမှာမိတ္တယာတီဘွားတွေကစိတ်ကူးတွေနဲ့အခွင့်အလန်းတွေနဲ့ပြည့်နှက်နေတာကိုတွေ့ရှိနိုင်ပါတယ်။စေတရာတွေကတင့်ရဲ့ယုံကြည်မှုကိုတုံးမြင်ပေးဖို့ပူးပေါင်းညှိနှိုင်းနေပြီးတင့်ရဲ့အတ္တမူဝင်ကြောင့်မှရဲရဲဝံ့ဝံ့လှမ်းဖို့ကူညီပေးပါလိမ့်မယ်။ ရာထူးထူတာပဲဖြစ်ဖြစ်အလောက်ကံလန်းမှုအစ်စ်ပဲဖြစ်ဖြစ်အောင်မြင်မှုကတင်တကားကိုလာခောက်နေပုံရပါတယ်။မိတ္တရာဒီပွားတွေအတွက်ငွေကြေးတိုးတက်မှုလည်းမြင်သာထင်သာရှိပါတယ်။ကြာတာပရိချူရဲ့ဩစာလမ်းမမှုနဲ့အတူတင့်ရဲ့ဝင်ငွေတိုးဖို့နီလန်းတွေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ရင်းနှီးမြှုပ်နှံဖို့ဒါမှမဟုတ်လုပ်ငန်းအစ်စ်တစ်ခုစတင်ဖို့အကောင်းဆုံးအချိန်ပါပဲ။မိတ္တရာဒီဘွားရဲ့အနေနဲ့တင့်ရဲ့ရဲစွမ်းတတိနဲ့ခိုင်မာတဲ့စိတ်ကတင့်ရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုတွေဖြစ်တယ်ဆိုတာမှတ်ထားပါ။ Taurus ပြိတ္တရာဒီဘွားတွေအနေနဲ့တင့်ရဲ့စူးစားအားထုတ်မှုတွေနဲ့လောက်ရည်ကံရည်တွေနောက်ဆုံးတော့အကျိုးပေးမဲ့ကာလကို ရောက်ရှိလာပါပြီ2025ခုနှစ်အလယ်ပိုင်းကတင့်ရဲ့အတ္တမွေးဝမ်းကြောင်းမှာတည်ငြိမ်မှုနဲ့တိုးတက်မှုကိုပေးစွမ်းပါလိမ့်မယ်တင့်ရဲ့ကြွမ်းကျင်မှုနဲ့ယုံကြည်စိတ်ချရမှုကအလွန်တန်မိုးထားခံရတဲ့အနေအထားမျိုးမှာရှိနေတာကိုတွေ့ရှိနိုင်ပါတယ်။ဒါကတင့်ရဲ့အရေးချင်းတွေကိုပြသဖို့နဲ့တာဝန်အသက်တွေကိုထမ်းဆောင်ဖို့အကောင်းဆုံးအချိန်ပါပဲ။ ငွေကြေးပိုင်းမှာပိတ်တရာတီဘွားတွေအနေနဲ့စုဆောင်းငွေတွေတိုးလာတာကို မြင်တွေ့ရပွဲရှိပါတယ်။ငွေကြေးကိစ္စတွေအပေါ်လက်တွေ့ကြတဲ့သိငယ်ချင်းကမှုကပညာရှိရှိရင်းနှီးမြှုပ်နှံမှုတွေလှုပ်ဆောင်နိုင်ဖို့အကူအညီပေးပါလိမ့်မယ်။ဂျမနိုင်းမေထုံရာတီဘွားတွေအနေနဲ့တဘာဝဆက်သွယ်ပြောဆိုနိုင်စွမ်းက2025ခုနှစ်အလယ်ပိုင်းမှာတင့်ရဲ့အကြီးမားဆုံးအားသာချက်ဖြစ်ပါလိမ့်မယ်။ ကျေတရာတွေကတင့်ရဲ့ကိုရဲချိတ်ဆက်မှုကျွမ်းကျင်မှုတွေကိုမြင့်တင်ပေးဖို့ပူးပေါင်းညီနိုင်ထားပြီးစိတ်လှုပ်ရှားပွဲအတမူဝမ်းကြောင်းအခွင့်အလမ်းတွေကိုဖွင့်ပေးပါလိမ့်မယ်။ project အသစ်ပဲဖြစ်ဖြစ်ပူးပေါင်းဆောင်ရွက်မှုပဲဖြစ်ဖြစ်တင့်ရဲ့စွမ်းဆောင်မှုရှိတဲ့စကားပြောစွမ်းရည်နဲ့ညည်ရည်ညံသွေးကလူတွေကိုအနိုင်ယူနိုင်ပါလိမ့်မယ်။ငွေကြေးပိုင်းမှာမေထုံရသည့်ဘွားတွေအနေနဲ့တိုးတက်မဲ့ကာလပါပဲ။ဝင်ငွေလမ်းကြောင်းတွေကိုရှာဖွေတွေ့ရှိတာဒါမှမဟုတ်မမျော်လင့်မဲ့ငွေကြေးရရှိတာမျိုးဖြစ်နိုင်ပါတယ်။ ်သင့်ရဲ့ပန်းနိုင်တွေအပေါ်အာရုံစိုက်ပြီးအနာဂတ်အတွက်စီစဉ်ဖို့ကောင်းမွန်တဲ့အချိန်ပါပဲ။ကန်စာကရကရာဒီဘွားရဲ့အနေနဲ့သင့်ရဲ့ဂယူးစိုက်တဲ့တဘာဝက2025ခုနှစ်အလယ်ပိုင်းမှာသင့်ရဲ့အတံမွေးဝမ်းကြောင်းမှာတောက်ပလာပါလိမ့်မယ်။သင်ကတခြားသူတွေကိုပံပိုးကူညီဖို့နဲ့ပြုစုပျိုးထောင်ဖို့ခွင့်ပြုတဲ့အရာတွေမှာကုကုကိုတွေ့ရှိနိုင်ပြီးသင်ကိုအတိုင်းအစားမရှိကျေနပ်မှုကိုပေးပါလိမ့်မယ်။သင်ရဲ့စာနာနားလည်တဲ့ချင်းကမှုကိုပတ်ဝန်းကျင်ကလူတွေကအတိအမှတ်ပြုပြီးချီးကျူးခံရပါလိမ့်မယ်။ ငွေကြေးပိုင်းမှာကရကက်ရာသီဘွားတွေအနေနဲ့တည်ငြိမ်မှုကိုခံစားရပွဲရှိပါတယ်။ဒါကရေရှည်စုဆောင်းခြင်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေအပေါ်အာရုံစိုက်ဖို့အကောင်းဆုံးအချိန်ပါပဲ။လီယိုတန်ရာသီဘွားတွေအနေနဲ့တင့်ရဲ့ခေါင်းဆောင်မှုအခြေချင်းတွေက2025ခုနှစ်အလယ်ပိုင်းမှာအာရုံစိုက်ခံရပါလိမ့်မယ်။ကျေတရာတွေကသင်ရဲ့အတ္တမူဝန်းကြောင့်မှာအတိအမှတ်ပြုမှုနဲ့အောင်မြင်မှုကိုဆောင်ကျင်းပေးဖို့ပူးပေါင်းညှိနှိုင်းထားပါတယ် အဖွဲတစ်ဖွဲ့ကိုဥဆောင်တာပဲဖြစ်ဖြစ် project တစ်ခုကိုဥဆောင်တာပဲဖြစ်ဖြစ်သိရဲ့ဆွဲဆောင်မှုရှိတဲ့ကိုရီကိုသိတဲ့ယုံကြည်မှုကပတ်ဝန်းကျင်ကလူတွေကိုလှုံ့ဆော်ပေးပါလိမ့်မယ်။ငွေကြေးပိုင်းမှာတရားသည့်ဘွားတွေအနေနဲ့ငွေငွေတိုးလာတာကိုခံစားရနိုင်ပါတယ်။ဒါကသိရဲ့ငွေကြေးပန်းနိုင်တွေအပေါ်အာရုံစိုက်ပြီးရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကိုရှာဖွေဖို့အကောင်းဆုံးအချိန်ပါပဲ။ဘာကို ကံရတီဘွားရဲ့အနေနဲ့အသေးစိတ်ကိုသတိထားတဲ့တင့်ရဲ့စိတ်က2025ခုနှစ်အလယ်ပိုင်းမှာတင့်ရဲ့အကြီးမားဆုံးခွန်အားဖြစ်ပါလိမ့်မယ်။ကြေတာရတွေကတိကျမှုနဲ့စနစ်တကျရှိဖို့လိုအပ်တဲ့ project တွေမှာတင့်ကိုအောင်မြင်မှုရရှိစေဖို့ပူးပေါင်းညီနိုင်ထားပါတယ်။တင့်ရဲ့ခွဲခြားစိတ်ပြန်နိုင်စွမ်းကိုအလွန်တမိုးထားခံရပြီးအတန်မိုးဝမ်းကြောင်းအခွင့်အလမ်းတွေစီဥတီသွားပါလိမ့်မယ်။ငွေကြေးပိုင်းမှာကံရသည်ဘွားရဲ့အနေနဲ့တည်ငြိမ်မှုနဲ့တူတက်မှုကိုခံစားရပွဲရှိပါတယ်။ ဒါကဘတ်ဂျက်ချခြင်းနဲ့အနာဂတ်အတွက်စုဆောင်းခြင်းပေါ်အာရုံစိုက်ဖို့အကောင်းဆုံးအချိန်ပါပဲ။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့2025ခုနှစ်နှစ်လယ်ပိုင်းအတွက်အသက်မွေးဝမ်းကြောင်းနဲ့ငွေကြေးကန်အကောင်းဆုံးရာသီပုံတွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘလူးစိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာမျိုးတွေပြပြပေးရအောင်မလဲဆိုတော့ဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရှင်းပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်